ဒါကတော့မွန်ပြည်နယ်ဘီလင်းမြို့ဝင်းကကြီးရွာမှာပေါ့နော်ဖြော်ပြေးသွားမှာပဲဖြစ်ပါတယ်ကထိန်အလူတော်မင်္ဂလာလေးပဲဖြစ်ပါတယ်ဟိုဟာမွန်ပြည်နယ်ကိုပထမဟိုဟာဘကိုးတိုင်းဘကိုးတိုင်းဘီလင်းမြို့လို့ပြောလိုက်တာเนาะအမှန်မွန်ပြည်နယ်ဘီလင်းမြို့ပေါ့နော်ဝင်းကကြေးရွာပေါ့နော်အဲ့မှာဖုံဖုံရဲ့ကထိန်အလူပွဲလေးမှာတော့ရောက်ဖြော်ပြမှာပဲဖြစ်ပါတယ်မနှစ်ပိုင်းလေးဆိုတော့လေအဲ့လိုမြန်မာဆန်ဆန်ပေါ့ တခါကြားလို့ရှင်ငားတဲ့သူတွေကလေဟွာတမိရေအဲဒီလိုလေးဝတ်ပေးနော်တခါကျရင်ကိုကအလှဆိုလို့ရှိရင်အလှနဲ့တူတဲ့ပုံစံမျိုးလေးဝတ်ချင်တယ်မြန်မာစံစံလေးဝတ်ချင်တယ်ဒါပေမဲ့အိုင်ငားတဲ့သူတွေကတမိရေဘလိုလေးဝတ်ပေးနော်ဘလိုလေးဝတ်ပေးအဲ့လိုမျိုးပေါ့နော်တခါကျရင်လည်းကိုကပြောတာတောင်းဆိုရတာပေါ့နော်အဲတော့ဖုံဖုံကိုကတော့ဖုံဖုံကလေအိုင်မွန်ပြည်နေရာလဲပြန်ဟောကျွဲကော်တီနှစ်အိတ်တောင်မှလက်ဆောင်ပေးလိုက်တယ်အိတ်ကြီးနဲ့နှစ်အိတ်ပေါ့နော်အာဖုံဖုံကအဲ့ထဲမှာရတဲ့ မီးသီးတယ်မဟုတ်ပါဘူးအဲ့လိုမျိုးဒါဖုံဖုံဒါကြောင်းနိုင်ဖုံဖုံပေါ့နော်ရောက်ရောက်ချင်းကြောင်းနိုင်ဖုံဖုံကတော့ပြိတက်တည်နေလဲတွေ့အများကြီးပဲပြိတက်တည်ရတပုံနေတယောက်ချင်းရိုက်အားပြကြပါလေချစ်ကြပါလေဟိုအတန်လေးကိုတော့တိခံပြီးတော့ခွင့်လို့ပြီးပါလို့ဘာလို့ဆိုတော့တော်တော်နားနေလို့ပါလို့ ပွဲကလည်းဇက်တိုက် yes yes ဆက်နေလို့လေအဲ့ဒါကြောင့်မလို့ကြိုးစားပြီးတော့ဖြောပြေးပေးပါတယ်ပွဲဒီမှာအတန်လေးများနည်းနည်းလိုသွားရင်တောင်းဝန်ပါတယ် ဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဝါဒနာရပါအဲဝါဒနာရှိရင်ခွင့်လို့ကြပါဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့ကတော့သူဆူသွားတဲ့တချင်းလေးကအရင်ကောက်ပါတယ်အပြိုကြီးလို့မခေါ်တဲ့အပြိုကြီးပေါ့60ကျော်ပြီ60ကျော်ပဲဟွာဒီသွားရအောင်ဘယ်နှစ်လောက်စားတာဟမ်ကိုလားဒီသွားလေးရအောင်ဘယ်နှစ်လောက်ကွင်းစားတာနှစ်30လောက်စားအမလီအမလီအမလီနှစ်ပေါင်း30လောက်အမလီအမလီအမလီဟွာချစ်စရာလေးနော်သရုံးနဲ့ဟိုခန္ဓာကိုယ်လေးနဲ့လည်းလိုက်နော် နာမည်ပေးဆက်ပေးလာအောင်နာမည်ကဒေါ်ချိုလို့ခေါ်ပါလေဒေါ်ချိုအဲအဲကြောင့်ချွချွသားသားပဲနော်ကဲဂျိုကြီးလို့မခေါ်နဲ့သင်းလေးနဲ့ဖျော်ပြပေးခြင်းပါလေအန်ဒီရရင်တူတူဆိုမယ်ကမ်းပါ come on